အားလုံးပဲမင်္ဂလာပါခင်ဗျာ NBA သတင်းဌာနရဲ့ဒီကနေ့အော်တိုဘလာ16ရက်ညနေပိုင်းအထိရရှိထားတဲ့ထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခင်ဗျာနိုင်ငံတင်ဆက်ပေးပါရုံးမယ်နောက်ဆုံးရထိုက်တန်သတင်းတွေထဲလေးကစ်ကွန်မျိုးစစ်တလက်ထဲပါသွားပြန်ပြီဆိုတဲ့သတင်းပြုံမှုကြောင့်ဖမ်းဆီးခံထားရတဲ့သူနဲ့စစ်တုံးပိုင်းနဲ့လက်နက်တွေယူပြီးပောက်ကဖားအရှုံးကနေထွက်ပြေးတဲ့အကြောင်းလက်ပတဲမှာဘုံပတ်ကျင်းနေတဲ့ဘတ်စစ်တသိန်းနဲ့စစ်တဲ drone ကိုတင်ပိုက်နိုင်ခဲ့တဲ့ PDF တွေ SCA ပွင့်တက်ခဲ့တဲ့လက်နက်ကန်ဖွဲ့တွေ မင်းအောင်လိုက်စော်ကားမှုကိုကောင်းကောင်းခံခဲ့ရတဲ့အကြောင်းအလုံးလိုဘိုးအောက်လန်ကလည်းထိုင်းနိုင်ငံကိုဝင်လာတဲ့မြန်မာတရား60ကျော်ထပ်အဖမ်းခံရပြန်တဲ့တွင်ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့အပြည့်ရဖို့သဘောတူတဲ့အကြောင်းအဲ့လိုတနစ်တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီနေ့ညနေပိုင်းအတွက်ပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ လိကကုံမျိုးစစ်တလက်ထဲပါသွားပြန်ပြီဆိုတဲ့အကြောင်းဖြစ်ပါတယ်။ကိုရင်ပြည်နယ်မြောက်ရီခရံအတွင်းမှာရှိတဲ့လိကကုံမျိုးတရဲ့ဗျူဟာအကြုံနေရာဖြစ်တဲ့ဆွေတော်ကုန်းကိုစစ်တပ်ကပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့စစ်ကော်မရှင်ဝါရဖြန့် Telegram Channel မှာဖော်ပြလာပါတယ်။အဲ့ဒီဆွေတော်ကုန်းကိုပြန်ပေးလိုက်ရတာဟာလိကကုံမျိုးကိုပြန်ပေးလိုက်ရတာဖြစ်တယ်လို့မြေပြင်ရေးပေါ်တူက MP ကိုပြောပါတယ်။ဆွေတော်ကုန်းကြတော့လိကကုံအကုန်ပါသွားပြီဘာမှလုံးမရတော့ဘူးစစ်တပ်ကတော့ BJF အကူနဲ့ပြန်သိမ်းသွားတာ။ ကျွန်တော်တို့ဘက်ကအကြဆုံလဲရှိတယ်စစ်တပ်ဘက်ကတော့လူသားလိုင်းသုံးပြီးတိမ့်တာ သူတို့ဘက်ကရာကနေလောက်တည်တယ်ကျွန်တော်တို့တက်ခွဲကကြသွားတဲ့ကောင်လေးကအပဂျီပြစ်တာအကျမ်းတော်ရဲ့ရေပေါ်လို့လေကုကုမျိုးအတင်စစ်ကော်မရှင်ကိုကုခံခဲ့တဲ့ရေပေါ်တူကပြောပါတယ်စစ်ကော်မရှင်ကဒီနေ့စတင်မာလာ27ရက်မှာမြရီမျိုးတောင်ဘက်ကနေလေကုကုမျိုးတက်ကိုအင်အား900လောက်နဲ့စစ်ကြောင်း9ကြောင်းခွဲပြီးထိုးစစ်ဆင်လာခဲ့တာဖြစ်ပါတယ် အဲ့လိုစစ်စင်လာလို့စတင်မာလာတလလုံးနဲ့အော်တိုဘာလလေလောက်ထိလေကစ်ကောအနီးကကျေးရွာတွေမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီးတော့စစ်တပ်ကတဖြည်းဖြည်းရှစ်တိုးလာက အော်တိုဘာပထမပတ်လမှာလေကစ်ကောမျိုးထဝက်ကိုပြန်လည်ထိန်းချုပ်ထားပြီးအခုတော့တမျိုးလုံးကိုတင်ပိုက်သွားတာလည်းဖြစ်ပါတယ်လေကစ်ကောမျိုးကိုပြန်လည်တင်ပိုက်နိုင်ဖို့စစ်ကော်မရှင်တပ်ကမြောက်ရီမျိုးကနေနေစဉ်မောင်းတူမဲ့အသေးခံ drone တွေနဲ့ပြည်သူရဲ့နေအိမ်တွေစေကန်းတွေနဲ့စာတင်ကြောင်းတွေကိုပြုတ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ် စတင်မလာအစောပိုင်းမှာစစ်ကော်မရှင်တပ်တွေကမြောက်ရီကိုကရီအရှတ်လမ်းပိုင်းပေါ်မှာရှိတဲ့တင်ငန်းကြီးနောင်ဘူဟာအပါဝင်အထူးကကြားတဲ့နေရာတွေကို BGF နဲ့ DGB တပ်တွေအကူအညီနဲ့ပြန်လည်ရှားယူပြီးရနောက်လက်ကကော်မျိုးကိုထွန်းစစ်ဆင်လာခဲ့တာပါဒုတိယအနေနဲ့ပြင်းမှုကြောင့်အဖမ်းခံရတဲ့သူနဲ့73ဘန်းနဲ့လက်နက်တွေယူပြီးပကဖာအရှုတ်ကနေထွက်ပြေးတဲ့အကြောင်းကိုတင်ပြပေးခြင်းပါတယ်မန္တလေးတိုင်းမင်းကြံခရိုင်ပကဖာအရှုတ်ခံကနေပြီးတော့အရှုတ်သားအယောက်30ဟာ လက်နက်တွေယူဆောင်ပြီးထွက်ပြေးသွားတယ်လို့သိရပါတယ်။အဲ့ဒီအချုပ်သားတွေဟာအော်တိုဘားလ16ရက်ကထွက်ပြေးသွားခဲ့တာဖြစ်ပြီးထွက်ပြေးခဲ့သူတွေထဲက6ယောက်ကိုသာပြန်ဖမ်းမိထားတယ်လို့သိရပါတယ်။ပကဖာအချုပ်ခန်းကနေလက်နက်တွေနဲ့အတူထွက်ပြေးသွားသူတွေဟာတိုက်ပွဲရဲ့အတွင်းကဖမ်းဆီးရမိခဲ့တဲ့တုံ့ပန်းတွေနဲ့ပြစ်မှုတွေကြောင့်ဖမ်းဆီးချုံနောင်ခံထားရတဲ့တော်လင်းတပ်ဖွဲ့ဝင်တွေလည်းဖြစ်ပါတယ်။ထွက်ပြေးသွားတဲ့အယောက်30အထက်မှာ73ပန်းအယောက်20နဲ့ ်တင်းမုံကြောင့်ဖန်စီရှုံအောင်ထားတဲ့တော်လင်းရှင်းပေါ်ဆေးရောက်ပါပါတယ်။အဲ့ဒီထွက်ပြေးသွားတဲ့အချုပ်သားတွေအထက်ကအမျိုးသား9ယောက်အမျိုးသမီး10ယောက်တို့ကိုလက်နက်နဲ့အတူအော်တိုဘားလာ18ရက်မှာမြင်းကြံခရံထဲကတော်လင်းတပ်ဖွဲ့တစ်ခုကပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ပြန်လည်ဖမ်းဆီးရမိခဲ့တဲ့အချုပ်သားတွေဟာတော်လင်းတပ်ဖွဲ့ဝင်တွေဖြစ်ပြီးတော့စစ်တုံးမှအလုံးဟာလွတ်မြောက်နေစေဖြစ်ပါတယ်။ဒါအပြင်ထွက်ပြေးလို့လိုက်လံဖမ်းဆီးရတော်လင်းရဲဘော်တွေကိုပြန်ခံပြစ်တဲ့ရဲအချုပ်သားတယောက်ကတော့ တည်ပွဲဆင်ခဲ့ရပါတယ်အခုလောအချုပ်ပေါက်ထွက်ပြေးသူတွေဟာမင်းညက်ခရံထဲကစစ်တပ်စစ်ကြောင်ဝင်နေတဲ့အချိန်ခေပကပရေးပေါ်တွေရှေ့လန်သွားတာကိုအခွင့်အောင်ယူပြီးအရှုံးထောင်ဆောင်ရေးပေါ်တွေကိုထိုးကျိုက်ပြီးလွန်မြောက်ခဲ့တာပါပြန်လဲဖက်စီယာမိခဲ့တဲ့အချုပ်သားတွေထန်ကနေ AK တလက်ကာပိုင်တလက်ပစ္စတိုတလက်ကိုတင်စီယာမိခဲ့ပေမဲ့ကျန်တဲ့73ပိုင်းအယောက်20ကျော်ကတော့မင်းချင်အခြေဆိုင်ခမရ15အတွင်ရောက်ရှိခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ထမှန်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ လက်ပတန်မှာဘုံပတ်ကျင်းတဲ့ဘတ်စစ်တသိန်းနဲ့စစ်တပ် drone ကိုတင်ပိုက်နိုင်ခဲ့တဲ့ PDF တွေအကြောင်းတင်ပြပေးပါမယ်။ပဲခူးတန်းလက်ပတန်မျိုးနွယ်မှာရှိတဲ့ကျေးရွာတွေကိုဘုံပတ်ကျင်းတဲ့ဘတ်စစ်တသိန်းနဲ့စစ်တပ် drone တစ်စင်းကို PDF တွေကမနေ့မနေ့စင်နာရီခန့်မှာတင်ပိုက်နိုင်ခဲ့လို့သိရပါတယ်။စစ်ကြောင်းရဲ့နေကလေးကစပြီးတိုက်ပွဲဖြစ်ခဲ့တဲ့နေရာနားကရွာတွေကို drone နဲ့ဘုံပတ်ကျင်းနေရ drone ကတံပေါ်အပြင်ဘတ်စစ်တသိန်းလောက်တန်တယ်လို့သိထားရတယ်။ ီကောင်ကပြန်ပြီးအသုံးပြုလို့ရတဲ့လိုအပ်တဲ့ဆက်တွေဖြစ်လိုက်ရင်ရပါပြီပစ္စည်းပစ္စည်းလေးတွေကတော့ကျွန်တော်တို့မှားလိုက်ပြီးရရင်တော့ဒါနဲ့ချန်သူကိုပြန်တိုက်ခိုက်ဖို့ပြန်သုံးသွားမှာပါလို့တာယာဝရီဂလုံးပြစ်သူကောက်ွယ်တပ်ဖွဲ့ကစစ်ရဲတာဝန်ခံကိုအုပ်ကာက MP ကိုပြောပါတယ်အဲ့ဒီ drone ဟာဆက်ရှုပ်ရင်ပြီးတော့လက်ဗဒန်မျိုးနဲ့တရက်ရှောင်းကျေးပါအနောက်ဘက်မီတာ၈၀၀ခန့်အကွာမှာပြတ်ကျခဲ့တဲ့အတွက်တာယာဝရီဂလုံးပြစ်သူကောက်ွယ်တပ်ဖွဲ့ကတွားရောက်တင်စီခဲ့ရပါ စစ်ကောင်မရှင်တက်ကအဲ့ဒီ drone အကူအညီနဲ့အော်တိုဘားလ16ရက်ကစပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့တဲ့တရရှောင်းကျေးရွာနီးတဝက်ကကျေးရွာတွေကို drone ပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရလဲဖြစ်ပါတယ်။ရွာတွေကတိုက်ပွဲဖြစ်ကြတဲ့ကနီးဆက်ရဆွေမျိုးသားရှင်းနေစီရှောင်းကြတင်းကြတယ်။တိုက်ပွဲဖြစ်ကြတဲ့ကရွာတွေ6တွေ့သွားတာလို့သူကဆက်ပြောပါတယ်။တရရှောင်းကျေးရွာမှာစစ်ကောင်မရှင်တန်လက်ကကွေးတက်တွေဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာစစ်သား15ဦးထက်မနည်းတေဆုံးခဲ့ပြီးတော့ စစ်တုံးပိုင်းစစ်နှုတ်ကိုဖမ်းဆီးမိခဲ့ပါတဲ့အဲ့ဒီတဲချောင်ကျဲရွာဟာလက်ပဒံမြို့နယ်လင်းမှန်ခန့်အကွာတာရှိတဲ့အတွက် မြို့ပေါ်ထိတော်လင်းတက်တွေရောက်လာမှကြောက်လို့စစ်ကော်မရှင်ကစစ်ကြောင်ထိုးခဲ့ပေမယ့်အများပြားတဲဆုံးဖမ်းဆီးခံခဲ့ရပြီးတက်လန်ပြန်ပြေးအဖြစ်ကိုသာရောက်ရှိခဲ့ပါတယ်ဆက်လက်ပြီး SA ပွဲတက်ခဲ့တဲ့လမ်းကိုင်းတက်ဖွဲ့တွေမင်းအွန်လိုင်းစော်ကားမုံကိုကောင်းကွန်ခံခဲ့ရတဲ့တဲ့င်းကိုတင်ဆက်ပေးပါဦးမယ်တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စရဲဆိုင်ရာသဘောတူစာချုပ် SA စနစ်ပြပွဲကိုတက်ရောက်ခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာမင်းအောင်လိုင်ကိုလာရောက်ဂါရဝါပြုပါလို့စစ်ကော်မရှင်ရဲ့ဝါရဖြန့်သတင်းစာတွေကအပြိုင်ဆိုင်ဖော်ပြခဲ့ပါတယ်။အဖွဲ့အစည်းအရှင်းချင်းတွစ်ဆုံတာဟာဆွေးနွေးညှိနှိုင်းတာဖြစ်ပြီးဂါရဝါပြုတယ်လို့အုံလုံးတာကတော့အထက်စီဆန်တာလက်အောက်ခံအဖွဲ့တွေဖြစ်တာဆွေးနွေးညှိနှိုင်းမှုမဟုတ်ပဲအထက်အောက်ဆက်ဆက်ရေးကို ပြတာဖြစ်တယ်လို့နိုင်ငံလေးလာတုံသက်သူတို့ကမှတ်ချက်ပြုပါတယ်။ဂါရဝါပြုတယ်ဆိုရင်အုံလုံးကနိုင်ငံရေးပါဝါကိုရည်ညွှန်းတဲ့ဝါဟာဖြစ်တယ်။ တွေ့ဆုံဆွေးနွေးမှုတွေမှာတန်းတူညီကြိုသဘောကိုရှော့ချလိုက်တာပဲဒါကတေချာတွေးကြည့်ရင်တော့စော်ကားလိုက်တာပဲမင်းတို့တွေကငါ့အောက်ကငါ့ကိုပြန်မပြောနဲ့ဆိုရဲပုံစံပဲလေအဲ့ဒီလက်နက်ကန်ဖွင့်တွေကတော့စော်ကားခံရတာသိပေမဲ့သူတို့ကိုကြိုးတွေရတော့အပြန်မတွေလို့ပဲပြန်မပြောရှင်းတဲ့အဖြစ်ကိုရှောင်းနေတာတကယ်ကိုရှင်စရာကောင်းပါတယ်လို့သူကပြောပါတယ်အဲ့လိုမင်းအောင်လည်းတွေ့ဆုံခဲ့တန်းတန်းလက်နက်ကန်တပ်ဖွဲ့တွေကတော့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒီမိုကရေစီအကျိုးပြုကင်းတက်မလို့ TKP ရဲ့ကရင်မျိုးသားအစည်းအရုံးညီညာရေးကောင်စီ KNU KNL PC လာဟုဒီမိုကရက်တစ်အစည်းအရုံး LDU ဝန်ပြစ်သစ်ပါတီ NMSP နဲ့ချမ်းပြည်ပြည်နယ်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ရဲ့တာဝန်ရှိသူတွေပါ သူတို့တွေအပြင် PNL ကိုစလေ SC လက်မဲ့ရှင်းထုတ်ခဲ့တဲ့ဥခွန်ဥကန်နဲ့ ABSDF ကရဲဘော်တို့ဖြစ်တဲ့ဥမျိုးဝင်းတို့လည်းမင်းအောင်လိုင်စော်ကားတာကိုညင်ခံတဲ့သူတွေအထက်မှာပါဝင်ခဲ့ပါတယ်အခုမင်းအောင်လိုင်စော်ကားတာကိုပါဝင်နေတဲ့ လက်နက်ကန်တော်လှန်ရေးအဖွဲ့အစည်းရဲ့အထက်မှမှ PNL ဟာစစ်ကောင်မရှင်ကိုတွန်းလှန်နေပြီးဥခွန်ဥကွာကိုလည်းအဖွဲ့အစည်းကနေထုတ်ပယ်ထားပြီးဖြစ်ပါတယ်။ဒါ့အပြင် ABS တရားပါလည်းတော်လှန်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးစစ်ကောင်မရှင်ကိုပြင်းပြင်းထန်ထန် ခုခံတော်လှန်နေရေးအဖွဲ့ဖြစ်ပါတယ်။စစ်ကောင်မရှင်ကပြုလုပ်တဲ့ SN နှစ်ပတ်လည်ပွဲဟာနိုင်ငံရေးအကျပ်တွေကိုထွတ်ပေါက်ချဖို့နဲ့အတွေ့အကြုံရွေးကောက်ပွဲကိုတရားဝင်ဖို့လှုံ့ဆော်တဲ့အချက်တွေထဲကတစ်ချက်သာဖြစ်တယ်လို့နိုင်ငံရေးလှလှသုံးသပ်သူတွေကထောက်ပြထားပါတယ်။ ပြည်တွင်းတဲ့နောက်ဆုံးတင်ရတော့အလုံးလုံးပေါ်အောက်လန်ကနေထိုင်းကိုဝင်လာတဲ့မြန်မာတရား60ကျော်ထပ်ဖန်းခံရပြန်တယ်ဆိုတဲ့အကြောင်းပါထိုင်းနိုင်ငံကက်စတာပူရီခန်ကိုအောက်လန်ကနေဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတရား62ဦးကိုထိုင်းစစ်တပ်ရဲနဲ့အာဏာပိုင်တွေကဖမ်းဆီးခဲ့လို့သိရပါတယ်အခုလိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးရကိုခံခဲ့ရတဲ့သူတွေအထက်မှာအသက်မပြည့်သေးတဲ့ကလင်းငယ်တွေလည်းပါဝင်ခဲ့ပါတယ်ဒီကနေ့အော်တိုဘားလ19ရက်မနက်9:00ခွဲမှာတရင်အတိအကျရရှိမှုကြောင့် ထိုင်းအနာဘိုင်အဖွဲ့ဟာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတွေကိုဖမ်းဆီးခဲ့တာဖြစ်ပြီးတရားဝင်စာရွက်စာတမ်းအထောက်အထားမရှိရကြောင်းဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။အခုဖမ်းဆီးခံခဲ့ရသူတွေအထက်မှာအမျိုးသား62ဦးအမျိုးသမီး58ဦးနဲ့အသက်15နှစ်ကနေ18နှစ်ကြာလူငယ်အမျိုးသား7ဦးနဲ့အသက်15နှစ်ကနေ18နှစ်ကြာအမျိုးသမီးလူငယ်3ဦးတို့ပါဝင်ပါတယ်။ဖမ်းဆီးခံခဲ့ရတဲ့မြန်မာနိုင်ငံသားတွေဟာ တောထဲမှာပုံအောင်နေစဉ်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးတော့အားလုံးဟာမော်ပန်နွမ်းနေနေကြခဲ့ကြပါတယ်။သူတို့ဟာထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံတွေမှာအလုပ်လုပ်ဖို့အတွက်ထိုင်းနိုင်ငံအတွင်းကိုဖျားသွုံးစုလမ်းကနေတဆင့်ရေလံကားလံတောလမ်းတွေအတိုင်းဝင်ရောက်လာခဲ့ရပါ။ထိုင်းနိုင်ငံကိုတရားမဝင်လမ်းကြောင်းကနေဝင်ရောက်နိုင်ဖို့အတွက်ဖမ်းဆီးခံခဲ့ရတဲ့မြန်မာနိုင်ငံသား162ဦးဟာတအုပ်ကိုပွဲစားခထိုင်းဘတ်2000ကနေ2000လဲထောင်အထိပေးခဲ့ရပေမဲ့ ပွဲစားတွေကတော့အာမခံပင်းမုံတစုံတရာမပြုတ်လို့ပေးရကြောင်းထိုင်းရဲရဲ့ဖန်ဆင်းမုံကိုခံထားရတာဖြစ်ပြီးမြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်ခံရတော့မှာလည်းဖြစ်ပါတယ်။နောက်ဆုံးပြပသတင်းအနေနဲ့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့အပြည့်ရဲ့ဘောသဘောတူလိုက်တဲ့သတင်းကိုပြောပြရင်ဒီနေ့အတွက်ကျွန်တော်တို့ရဲ့တင်ဆက်မှုတွေကိုညှနာလိုက်ချင်ပါတယ်။ကာတာနိုင်ငံဒိုဟာမြို့မှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲတွေအပြီးမှာတော့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နှစ်နိုင်ငံရဲ့တပ်တော်ကြော်ကြာဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲတွေ ချက်ရှင်အပြည့်အခက်ရက်စဲဖို့သဘောတူခဲ့တယ်လို့ကာတာနိုင်ငံကြီးဝန်ကြီးဌာနကဒီကနေ့အစောပိုင်းမှာပြောကြားခဲ့ပါတယ်။ကာတာနဲ့တူကင်နိုင်ငံတို့ဂျာဝင်စစ်စမ်းမှုတွေပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲတွေမှာနိုင်ငံစလုံးတိုက်ခိုက်မှုတွေရက်ဆိုင်ဖို့နဲ့ရရှိငင်းငယ်ရဲ့တင်ငင်ရေးတွေကျိုးပမ်းဖို့သဘောတူခဲ့ကြတာပါ။ပြီးခဲ့တဲ့အော်တိုဘာလ10ကစပြီးတော့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နေဆက်ချောင်းမှာတိုက်ပွဲတွေပြန်လည်ဖြစ်ပေါ်လာခဲ့တာပါ။2020ခုနှစ်မှာ တာလီဘန်တို့အာဏာပြန်ရပြီးရနောက်နှစ်နိုင်ငံကြားအဆိုးရွားဆုံးတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ရလဲဖြစ်ပါတယ်။အဲ့ဒီစစ်ပွဲအစကအာဖဂန်နစ္စတန်နေမြေထဲမှာတာလီဘန်စစ်သွေးကြားအဖွဲ့တွေကိုခေလုံခွဲပေးထားတယ်လို့ပါကစ္စတန်ကဆွတ်ဆွေမုံကနေစတင်ခဲ့ရပါပါကစ္စတန်ကအဲ့လိုဆွတ်ဆွေပြင်းနောက်မှာအာဖဂန်နစ္စတန်နေမြေတဲကိုလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်ခဲ့တဲ့အတွက်အာဖဂန်နစ္စတန်ကလည်းနေဆက်ချောက်ကပါကစ္စတန်ရဲ့စစ်တပ်စခန်းတွေကိုတံမြန်တိုက်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။အခုလိုတိုက်ပွဲတွေဖြစ်ပွားပြီးတော့ ဂျာဝင်ညှိနှိုင်းမှုတွေကြောင့်အပြည့်အဝပေါ်သဘောတူညီခဲ့တဲ့အချက်တွေအထက်မှာအာဖဂန်နစ္စတန်အနေနဲ့ပါကစ္စတန်အစိုးရကိုတိုက်ခိုက်နေတဲ့အဖွဲ့ကိုထောက်ခံမှုမပြုလုပ်ဖို့နှစ်ဖက်လုံးအချက်အတာတွေနဲ့အရေးပါတဲ့အခြေခံအဆောက်အုံတွေကိုပြတ်မှတ်ထားတိုက်ခိုက်မှုတွေမပြုလုပ်ဖို့တွေကိုသဘောတူခဲ့ပါတယ်အခုလက်မှတ်ရေးထုတ်ခဲ့တဲ့အပြည့်အဝသဘောတူညီချက်ဟာယာယီမဟုတ်ပဲရေချိန်ငင်းကြမ်းရုံကိုဥတီရာဖြစ်တဲ့အတွက်နှစ်ဖက်စလုံးကသဘောတူညီချက်တွေကိုမဖောက်ဖျက်ဖို့တောင်းဆိုထားကြပါတယ် NBA တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါတယ် MBA တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးလည်းတကွဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဘဝအမောတွေပြေးကြပါစေခင်ဗျာ။